ာတို့ဒီရဧရိယာဒီတင်ဒုက္ခကဲနှစ်ခုကြားမှာရှိတဲ့ဧရိယာရှာကိုနီယာဆရာတို့သိခဲ့တာကကပ်နဲ့အဲ့အေစီကြားမှာရှိတဲ့ဧရိယာကိုရှာခဲ့တာအခုကပ်နှစ်ခုကြားမှာရှိတဲ့ဧရိယာကန် ကပ်နှစ်ခုကြားမှာရှိတဲ့ဧရိယာဆိုရင်ဘယ်လိုလုပ်လဲဆိုရင်ဒီဟာပါရာဘိုလာပုံရယ်တော့ဒီနေရာရယ်အဲ့တော့အဲ့ကပ်ဒီလီနီယာဆိုတဲ့ကပ်ကြီးပါရာဘိုလာဆိုတဲ့ကပ်အဲ့ဒီကြားမှာရှိတဲ့ဧရိယာပါတယ်ရှားရပါဘူးနော်အဲ့တော့ step 1ကပ်နှစ်ခုရဲ့ဒီချက်မှတ်ကလေးတွေကိုရေးရှာ step 1က cấp nó cũng dễ sẽ là cũng sạch trong quán đó cấp nó cũng dễ chắc là cũng chặt chắc đúng rồi ai cấp nó cũng dễ chắc là cũng chặt là mình sử dụng cũng mà ý có mà ý ý số ba thôi cấp နှစ်ခုရဲ့ဖြတ်ဘက်ကိုရှာမယ်ဆိုလို့ရှိရင် lower limit နဲ့ upper limit ရမယ်เนาะအဲ့တော့ cross ရတာပဲရမယ်ပေါ့ခေါ့တက်ပြီဟုတ်လားစတက်တူရအဲ့ကပ်နှစ်ခုအပေါ်နဲ့အောက်ကိုကြည့်ရ နှစ်ခုကိုအပေါ်နဲ့အောက်ကိုကြည့်ရမယ်ဘက်ကကအပေါ်နဲ့ဘက်ကကအောက်လေကပ်နှစ်ခုကိုအပေါ်နဲ့အောက်ကိုမလုပ်ကြည့်ရမယ်ဆိုရင်ဒီတိယတတိယကပ်နှစ်ခုကိုအပေါ်အောက်ကြည့်ကပ်နှစ်ခုကိုအပေါ်အောက်ကြည့်မယ်စတပ်ဖို့ ်စတန်ဖို့ကျတော့ဧရိယာကိုရှာတော့ဧရိယာကိုဘယ်လိုရှာလဲဆိုလို့ရှိရင် top fashion လို့ယူလိုက် top fashion တွေကနေပြီးတော့ lower fashion ကိုတုတ်ပြရ top fashion တွေကနေလောကဖန်ရှင်ကိုနှုတ်ပြ

တ်ကအပေါ်ဘက်ကပ်ဖေးရနေလို့အပေါ်ဘက်ကပ်ဖန်ရှင်ရနေလို့အောက်ဘက်ကပ်ဖန်ရှင်ဟုတ်လို့ပြရဒါဆိုရင်ဆရာတို့ဘာဖြစ်လဲဆိုရင်ဧရိယာရဟုတ်လားအဲ့တော့ area between two cut ကတ်တစ်ခုကြားထဲမှာရှိတဲ့ area ကိုလိုချင်လို့ချင်ပထမဦးဆုံးအဲ့ကတ်နှစ်ခုရဲ့ဖြတ်မှတ်တွေကိုဘာလို့ပြရမလဲဒီရှာပေးရဖြတ်မှတ်တွေကိုဘယ်လိုရှာမလဲဆိုလို့ရှိရင် FOH 12 GOH အဲ့ဒီညာချင်းအဲ့ကတ်နှစ်ခုကိုညီပေးပြီးတော့ဘာလို့လဲဆိုလို့ရှိရင်သူတို့နှစ်ခုရဲ့ဖြတ်မှတ်ကိုရှာအဲ့တော့ဖြတ်မှတ်ကိုရှာလိုက်တဲ့အခါမှာ step 2ဆိုတော့ lower limit တွေ upper limit တွေ closing တာပဲညာ step 3 ်ဒရိုအီလာပဲရမယ်ဆိုလို့ရှိရင်ပုံမူချစ်ပြီးတော့ဘယ်ကပ်ကအပေါ်မှာရှိတယ်ဘယ်ကပ်ကအောက်မှာရှိတယ်ဆိုပြီးစတဖို့အဲ့လိုရွေးပြီးတော့ရင်အေရီးယားကိုရှာဖို့အတွက်အပေါ်မှာရှိတဲ့ကပ်ဖန်ရှင်တွေကနေပြီးတော့အောက်မှာရှိတဲ့ကပ်ဖန်ရှင်ကိုဘာလုပ်လိုက်မလဲနှုတ်လိုက်မလို့အေရီးယားကဘယ်လိုလဲကဲဆရာတို့ဒီနေ့11.5ကဘောလုံး using cross section cross section တွေကိုအသုံးပြုပြီးတော့ ဘောလူးတူးတယ်ဘာလို့လဲဆိုလို့ရှိရင်ရှာအဲ့လိုရှာတဲ့အခါမှာမတ်တပ်၃ခုရှိတယ်ပထမဆုံးမတ်တပ်ကမတ်တပ်ကဘောလူးဘာိုက်တယ်မတ်တပ်တော့ออฟสไลซ์อืม volume by the method of slicing slicing ဆိုတာကကျွန်တော် solid solid ဆိုတဲ့ဒူးတယ်ကြီးကို solid ဆိုတဲ့အဆိုင်ခဲကြီး 3D shape ကြီးကိုဆရာတို့ကဝိုင်းဝင်းရိုးနဲ့အပြာ down light ပါ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 လေးလှီးပြီးတော့နော်ရတာတဲ့အေးကြီးကဘူးအသုံးပြုရမှတ်တယ်နော်အသုံးပြုရမှတ်တယ် volume by the method of slicing ဆိုတာကဆရာတို့ solid ကြီးကိုနော်ဝိုင်းဝင်းရိုးနဲ့အပြာ ဒေါင်လိုက်ပါ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 လေးတွေပြီးပြီးရတာလေအေရီးယားလေးကြီးဖို့အသုံးပြုပြီးတော့ဘောလုံးကိုဘာလို့လဲဆိုရင်ရှာလဲမတက်ဟောက်မတက်တဲ့ခုကဘောလုံးပိုင်းတဲ့ဒီပိုလူရှင်နောက်ထပ်ဘောလုံးကိုရှာတဲ့မက်သတ်တစ်ခုကဘောလုံးဘိုင်းတဲ့ revolution ။ဒါဆရာတို့အဲ့ဒီ solid ကြီးကိုကျွန်တော် complete rotate 360 degree တပတ်အပြည့်ဘာဖြစ်လဲဆိုရင်လှဲလိုက်တဲ့အခါမှာ तू ကဘာပုံစံဖြစ်သွားမလဲဆိုရင်ဆက်ဝိုင်းပုံစံဖြစ်သွားအဲ့ဒီအခါမှာကျွန်တော်ကဝိုင်းဝေရိုးနဲ့အပြိုင် down လိုက်အပိုင်းလေးတွေဖြတ်လိုက်တဲ့အခါမှာဆက်ဝိုင်းပုံစံနဲ့ရှိတဲ့အတွက်ကြောင့်သူ့ကိုဘာလို့ complete ဖြစ်ရှင် this method this method ဆိုတာကကျွန်တော် CD ဘာလို့အချက်ကလေးပုံစံလေးရှိတဲ့ အားလေးနော်အဲ့လိုပုံစံလေးဖြစ်သွားတဲ့အတွက်ကြောင့်သူ့ကို this method လို့ခေါ်ဒီဘက်ကကြတော့ဒီဘက်ကမှဒီကရှေ့ကတာပေါ့နော်ဟုတ်ပြီဘောလူဘိုင်းတဲ့ revolution ဟုတ်ကဲ့ဒီဘက်ကလည်းပဲဘောလူဘိုင်းတဲ့ revolution အဲ့ဒီ solid ကို complete rotate 360 degree ကိုပြန်လိုက်တဲ့အခါမှာ set wine ပုံလေးဖြစ်သွားတယ် အဲ့ခါမှာဝိုင်ဝီယိုနဲ့အပိုင်းဆရာတို့ဒေါင်လိုက်အပိုင်းအပိုင်းလေးတွေလုပ်တဲ့ခါမှာ तू ဟာဘာပုံစံဖြစ်မလဲဆိုလို့ရှိရင်ဝါရှာကွင်းလေးတွေအထက်လိုက်အထက်လိုက်ပုံစံလိုဖြစ်နော်အဲ့ကြောင့်သူ့ကိုဘာလို့ခေါ်လဲဆိုရင်ဝါရှာမက်သတ်လို့ဝါရှာမက်သတ်လို့အဲ့တော့ဒီနှစ်ခုခဏဖယ်တော့ဘူးဆရာတို့ပထမဦးဆုံးသုံးပါပါလဲဆိုလို့ရှိရင်ဘော်လူဘိုင်းနဲ့မက်သတ်တော့ slice it solid ဒုတဲ့ cycle 3D shape ပုံစံကြီးကိုဆရာတို့က one wheel နဲ့အတိုင်း down light ပါ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  slice ဆိုတာက tissue လေးတွေ tissue လေးတွေတောင်ဘာဖြစ်လဲဆိုရင်ပါဟုတ်တယ်အဲ့လိုမျိုးပါ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 လေးတွေဖြည့်တဲ့အခါမှာကြားလာတဲ့ area ကိုအသုံးပြုပြီးတော့ဘာလုပ်မလဲဆိုရင် volume ကိုရှာနော်အဲ့တော့ number 1 ဘောလူပိုင်းတဲ့မတ်တက်တော့ slicing slicing မတ်တက်ကိုအသုံးပြုပြီးတော့ဘောလူကိုရှာမယ်ဆိုရင်တမောင်းတို့ဘောလူရှာမယ်ဆိုရင် limit ကိုရှာ limit ကိုရှာ limit ဆိုတာ upper limit lower limit เนาะအဲ့ intersection ဒါ intersection ပေါ့ဒီကောင်လေးကိုဘာလုပ်မလဲဆိုလို့ရှိရင်ရှာဘယ်လိုရှာလဲဆိုလို့ရှိရင် FOH equal GOI ကိုယူပြီးတော့ဘာလုပ်မလဲဆိုလို့ရှာဒီမှာပြထားတာက ဝိုင်းနှစ်ခုရှိပဲဆိုလို့ရှိရင်ဝိုင်းနှစ်ခုညီလို့ရှိရင်သူတို့နဲ့ညီတဲ့ကောင်ချင်းချင်းညီလာနေပြီးတော့ဘာလို့ရှာမလဲဆိုလို့ရှိရင် limit တွေကိုဘာလို့မလဲဆိုရင်ရှာနော် limit တွေကိုရှာမယ်တော့အဲ့ဒါဆိုရင် cross section downline ဖြတ်ပိုင်း area ကိုရှာ cross section cross section area area ကိုဘာလို့မလဲဆိုရင်ရှာ cross section area ဆိုတာကျွန်တော်တို့ ဒီ solid ကြီးကိုအေဝန်နဲ့အပြာနော် down လိုက်ပါ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 လှိလိုက်တဲ့အခါမှာဒီဖြစ်ပေါ်လာတဲ့ပုံလေး stucan ဆိုလို့ရှိရင် stucan ရဲ့ area ခရီးအမြောက်အနယ်နဲ့ area ဘာလို့လဲဆိုရှာမယ် triangle ပုံစံလေးပြလိုက်မယ်ဆိုရင် triangle ရဲ့ area နှစ်ပိုင်းတစ်ပိုင်းအခြေတောင်းပြီးနေပါဘာလို့ရှာမယ်ဆိုရင် area ကိုရှာမယ်ဆဝိုင်းပုံလေးပြလာတဲ့အခါမှာဒီလိုပါ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 လှိလိုက်တဲ့အခါမှာဆဝိုင်းပုံလေးပြလာလို့ရှိရင်ဆဝိုင်းရဲ့ area pi r square ဆိုတဲ့ ။ကောင်းတယ်။ဆက်ဝိုင်းရဲ့ area ကိုဘာလုပ်မလဲဆိုရင်ရှာ။အဲ့လို area ကိုရှာမှာရှာပြီးတော့မှသူရှာခိုင်းတဲ့ volume ကိုရှာမယ်ဆိုလို့ရှိရင် volume ကိုလိုချင် AD graph from A to B အဲ့ရှာလို့ရတာလေ။ AO H ဟို definite AD graph ဘာလို့ရဆိုရင်လုတ်ပြလိုက်ခြင်းအားဖြင့်ဆရာတို့ဘာရ volume ရ။ဟာအဲ့တော့ဒီဦးဦးဒီ limit တွေကိုမလုပ်လို့ဆိုရှာမယ် intersection point တွေကိုရှာမယ် ပြီးလို့ရှိရင်ကျတို့ cross section area ကိုရှာမယ်။သူထွက်လာတဲ့ပုံစံတိုင်း stucan ဆို stucan down man stucan ဆို down man stucan area ရှာမယ်။ triangle ဆို triangle area ကိုရှာမယ်။ cycle ဆို cycle area ကိုမလုပ်ရဘူး။ရှာ။ရှာပြီးတော့လို့ရှိရင်အဲ့ area ကို double integral လုပ်ရှင်းအောင်သူမေးတဲ့ဘာရောက်ဘာကိုရမယ်ဆိုလို့ရှိရင် volume ကိုရအောင်ဟုတ်နော် rectangle rectangle ရဲ့ area ကိုရှာမယ်ဆိုလို့ရှိရင်ဟုတ်အလျားအမြောက် အလျားအမြောက် triangle area ကိုရှာမယ်ဆိုလို့ရှိရင်နှစ်ပိုင်းတစ်ပိုင်းအခြေအမြောက်မြင့်ဆဝိုင်း area ကိုရှာမယ်ဆိုလို့ရှိရင်ပိုင်အား square ဆဝိုင်းကျန်း area ကိုရှာမယ်ဆိုလို့ရှိရင်ဆဝိုင်းတစ်ခုလုံးရဲ့ area ကပိုင်အား square ဆဝိုင်းကျန်း area ကိုရှာမယ်ဆိုရင်သူ့နှစ်နဲ့ပါလို့ပြလိုက်မယ်ဆိုရင်စပြလိုက်ကဲအဲ့တော့ဆရာတို့ example လေးနဲ့တွေ့နော်ဘလူးအော်ရီဗိုလူရှင်းဘလူးအော်ရီဗိုလူရှင်းဟာ this method နော် ဘောလုံးရီဗိုလူရှင်းဟာကျွန်တော်လူမျိုးလေးလဲဆိုလို့ရှိရင် HW ယူနဲ့ဘာဝင်ယူနဲ့ရှိရဲအဲ့မှာဆက်ကပ်ဖလီတခုရှိအဲ့ကပ်ဖလီဟာဒူဝါလီမစ်က A ဖြစ်ပြီးတော့အပါလီမစ်က B ဖြစ်အဲ့ကပ်ကလေးအတွက်ဆရာတို့ဘောလူကိုရှာခြင်းနဲ့ဆိုလို့ရှိရင်ဒီကောက်ကို H A Z ကနေပြီးတော့1 coup reload 360 degree တပတ်လှဲလိုက်တဲ့ကောင်ကသူကစဝိုင်းဘုံလေးဖြစ်သွားတယ်။စဝိုင်းဘုံလေးဖြစ်သွားပြီးတော့ 3D ချိတ်ပုံစံလေးဖြစ်သွားတယ်။အဲ့တော့မှသာလေဆရာတော့ဘာလို့လို့ရမလဲဆိုရင်သူ့ရဲ့ဘောလုံးကိုရှာလို့ရ။အဲ့တော့သူ့ကို H W U မှာ360 degree တက်လိုက်လို့သူကဘာဖြစ်သွားလို့လဲဆိုရင်စဝိုင်းဘုံလေးဖြစ်သွားမယ်။အဲ့တော့ ဒီမှာလည်းဘာဖြစ်မလဲဆိုရင်စဝိုင်းပုံလေးဖြစ်သွားမယ်ဒီမှာလည်းဘာဖြစ်မလဲဆိုရင်စဝိုင်းပုံလေးဖြစ်သွားမယ်အဲ့ကောင်ဟုတ်လားအဲ့တော့ volume of revolution ဒီကောင်က y equal to effort သူရဲ့ formula လေးကဘာလို့ဖြစ်လဲဆိုရင် volume လို့ကြည့်ရင် volume of revolution လို့ကြည့်ရင် pi integral a to b alpha h the whole square dx ပေးထားတဲ့ function ကြီးကိုနှစ်ဖက်တင်လိုက်မယ်ပြီးရင် definite integral လုပ်မယ်ပြီးလို့ရှိရင်ရှေ့မှာ pi နဲ့ဘာလုပ်ပြီးမယ်ဆိုရင်ညောင်း this method က formula က volume of revolution ကိုလိုချင်လို့ရှိရင်ပေးထားတဲ့ function ကိုနှစ်ဖက်တင်မယ်နှစ်ဖက်တင်ပြီးတော့ definite integral လုပ်မယ် ်လုတ်ပြီးရှေ့မှာပါလဲမြောက်ပြီးလဲဆိုရင်ပိုင်နဲ့မြောက်ပြီးအဓိကကတော့ဆရာတို့ပေးထားတဲ့ cup တစ်ခုတည်းကိုဆရာတို့ဒီဇိုင်းထားမယ်ဆိုလို့ရှိရင် area ပဲမလုပ်လို့ရမှာဆိုရင်ရှာလို့ရအဲ့ကောင်ကိုတူးတဲ့ရှာလို့ရအောင်လို့သူ့ကို 3D dimension ပုံနဲ့တောင်းပြရဘယ်လိုပြောရမလဲဆိုရင် AAC မှာ360 degree ဘာလုပ်လိုက်မလဲဆိုရင်လှည့်ပေးလိုက်တဲ့အခါမှာ तू ကဆက်ဝိုင်းပုံဖြစ်သွားပြီဖြစ်သွားပြီးတော့ 3D shape ပုံနဲ့ဖြစ်သွားတယ်အဲ့တော့မှသာလဲဆရာတို့ကလောရမလို့ဆိုရင် volume ကိုရှာပြရတယ် ဘလူးရှာတဲ့ကောင်ကပေးထားတဲ့ဖန်ရှင်ကိုနှစ်ထပ်တင်ပြီးတော့ double edit လုပ်မယ်ပြီးလို့ရှိရင်ရှေ့မှာပိုင်နဲ့ပါလို့ပြင်မယ်ဆိုရင်နောက်ဟုတ် revolution ဘလူးရော revolution ဘာသာမတ် ော်လူရောရီဗိုလူရှင်ဝါရှာမက်သက်သူလည်းပဲဆရာတို့ဘော်လူရောရီဗိုလူရှင်ဒစ်မက်သက်နဲ့အတူတူပဲပေးထားတဲ့ drug ကို तू आ तू आ တော့ဘာဖြစ်လဲဆိုလို့ရှိရင် cup နှစ်ခုဖြစ်ပေးထားတဲ့ cup နှစ်ခုကိုဆရာတို့က h ဝင်ယူပါနှစ်ခုစလုံးကို360ဒီဂရီဆဲလိုက်ပြီးတော့3 dimension ပုံစံပြအောင်မလုပ်ရဘူးလေလုပ်ရအောင် 3D shape ပုံစံပြောင်းလုပ်ရအောင်။လုပ်ပြီးတော့မှကျွန်တော်တို့ဘာလို့လုပ်ရအောင်လဲဆိုလို့ရှိရင် volume ကိုရှာလိုက်ရအောင်။ဟုတ်နော်။ volume ကို resolution နောက်တစ်ခု washer method washer method ကလည်းပဲဆရာတို့ this method နဲ့အတူတူပဲပေးထားတယ်။ तू ကဘာပဲကွာလဲဆိုလို့ရှိရင် cut နှစ်ခုဖြစ်နေတယ်။ဒီကောင်ကျတော့ cut နှစ်ခုဖြစ်တဲ့အခါမှာဒီကောင်ကျတော့ဆရာတို့ပုံမဆွဲလို့မဖြစ်ဘူး။ တော့ကတ်ရနေပြီးတော့ဘော်တိုကတ်ကိုနှောင်းရမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်ကတ်ကတော့မှရှိရယ်ဘယ်ကတ်ကဘော်တိုမှရှိရယ်ဆိုတာတိဖို့အရေးကြီးတယ်။ဒါကြောင့်မလို့ပုံကိုဒီကောင်ကြတော့မလုပ်ပြရမယ်ဆိုရင်ဆွဲပြရမယ်။နော်။အဲ့တော့သူပေးထားတဲ့ကတ်တစ်ခုကပထမဆုံးအေရိယာပဲရှာလို့ရတယ်။အဲ့ကောင်ကိုဘော်လူးရှာချင်လို့ရှိရင်အဲ့ဒီစစ်မှာ36ကတိလက်ပေးလိုက်တာ။နော်ဒါပဲ။ဖော်မြူလာလေးကပါလဲဆိုရင်ဘော်လူးရောလူးပူရှင်း ဘောလူရော revolution ဆော့ဆော့လူပဲမလုပ်အောင်လို့ဆိုလို့ရှိရင်ပိုင်ကရှေ့ဆုံးမှာပိုင်နဲ့ကြောက်ပြရမယ် integral from a to b top ကတ်ချေရနေပြီးတော့အပေါ်ဘက်ကတ်ချေရနေပြီးတော့အပေါ်ဘက်ကတ်က fo a ကအပေါ်မှာရှိတယ်လို့ဆိုပါဆို fo a အပေါ်ဘက်ကတ်နှစ်ချက်ချေရနေပြီးတော့အောက်ဘက်မှာရှိတဲ့ကတ် g o h နှစ်ချက်ကိုမလုပ်ပြရမယ်ဆိုလို့ရှိရင်နှုတ်ပြလားဟာသူ့ရဲ့ဘာဖြစ်လဲဆိုလို့ရှိရင်ပေါ်ပြလားဘာကွာလဲဆိုရင်ဝရှာမတက်ကကျန်တဲ့မတက်နှစ်ခုတည်းဘာကွာလဲဆိုရင် तू ကကပ်နှစ်ခုရှိတယ်ကပ်နှစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့ top cut တွေကနေ top cut တစ်ထက်တည်းကနေပြီးတော့ lower cut bottom cut နှစ်ထက်ကိုမလုပ်ပြရမယ်ဆိုရင်နှုတ်ပြဒီမှာ avoid ကအပေါ်မှာရှိတယ်အပေါ်မှာရှိလို့ avoid ရတာအကယ်၍ joy က အပေါ်မှာရှိမယ်ဆိုရင် GOI ကြီးကဘာလုပ်ပြရမလဲဆိုရင်နှုတ်ပြရနှုတ်ပြပြီးတော့ definite integral လုပ်မယ်ပြီးလို့ရှိရင်ရှေ့မှာ by နဲ့ဘာလုပ်ပြမလဲဆိုရင်ပျောက်ရပါလား